မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဘေးဒင်းရရနဲ့ပတ်သက်ပြီးတန်မင်းကနေတသမီများရဲ့ကျန်းမာရေးစီးပွားရေးလူမျိုးရေးနဲ့သက်ဆိုင်တဲ့တပတ်တာ hostel တွေကိုဝင်မြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အစီအစဉ်လေးမစခင်မှာကျွန်တော်စစ်ပိုင်းဘေးဒင်းနဲ့ကမ်းမြပူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြုရေးစစ်ပိုင်းဘေးဒင်းနဲ့လက္ခဏာကမ်းမြပူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ တနည်းနည်းသတ်သမီးများရဲ့ဒီတပတ်တာကန်ဆာတာအနေနဲ့ကတော့လက်ရှိအလုပ်ထဲမှာမပြောတာပဲဖြစ်ဖြစ်စိတ်မပါတာပဲဖြစ်ဖြစ်ဖြစ်နေတတ်ပါတယ်အလားထွက်ရခြင်းကြီးကြုံတတ်တဲ့အလုပ်ပြောင်းရခြင်းကြီးကြုံတတ်ပါတယ်အနောက်ရှက်များရှိလိမ့်မယ်တတိထပါငွေရှာရေးလွယ်သောအချိန်ဖြစ်ပါတော့လဲစိတ်နဲ့လူနဲ့မကတ်တဲ့ဖြစ်ငွေရပေါက်ငွေရှာရတာမလွယ်ပေါက်တွေဖြစ်နေတတ်ပါတယ်ရဝဲမှဆွေမျိုးများရောက်ရှိလာတတ်တဲ့ မမျော်လင့်ပဲအမှုတစ်ခုရင်ဆိုင်ရခြင်းရှိတယ်။မိမိကိုကောင်းကျိုးမပေးသောဆရာတဦးရောက်ရှိလာတတ်တယ်။မိဘအတိုင်းဝိုင်းကြောင့်တယောက်နဲ့တယောက်စိတ်ပင်ပန်းလူပင်ပန်းတွေဖြစ်ရတတ်ပါလေ။အခြေအနေမှာတော့ကျမ်းမာရေးညံ့ပြီးသွေးထွက်တန်ရဖြစ်တတ်တယ်။တပတ်တာလက်ပွင့်ရအရက်သည်အရှိမောက်ရဖြစ်ပါတယ်။ရန်ပေါ်ရအရက်ကတော့အနောက်တောင်ရဖြစ်ပါလေမိပေးတင်ချင်းရန်သူမျိုး၅ပါးအန်ရကြောင့်ပျက်စီးဆုံးရှုံးခြင်းများကြုံတွေ့ရတယ်ပါလေအကြီးအကဲများထံမှာတော့ဝင်ထက်သွားလည်ရန် ရက်ကောင်းရင့်မြတ်တွေဖြစ်ပါတယ်ပစ္စည်းလောင်းဂိုရောင်သွင်းရည်အချို့မြတ်ကောင်းများစွာကိုလည်းရရှိနိုင်တဲ့ရှာဖွေနိုင်တဲ့တပတ်တာဖြစ်ပါတယ်အချို့ပိကဏအနေနဲ့ကတော့ကိုယ်တုံညာတက်ကဏတွေဖြစ်ပြီးတော့အချို့ပိအယောင်နေနဲ့ကတော့အပြာအောင်ဖြစ်ပါတယ်ကံကောင်းစီရင်ရေရီအနေနဲ့ကတော့တစ်တော်ဒီငါးလုံးကိုအင်္ဂါဖျက်တဲ့လူတန်းကလိုရာစုကိုတောင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာနောက်စီစဉ်များဥဆက်လက်အားပေးနိုင်ရင်တော့ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်မီယာဘူးစတာ channel လေးကိုလည်း la and square လောက်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ